ားလုံးမင်္ဂလာပါခင်ဗျာဒီနေ့အစီအစဉ်ကတော့လူတွေအကောင်တရိတ်ဆန်တွေအပင်တွေဘက်တီးရီးယားပိုးတွေကျွန်တော်တို့ဒီလေအားလုံးရှင်းတဲ့နေထိုင်နေတဲ့ဒီကဘာမြေအထူးရှားစံပြပြီးအံ့ဩစရာကောင်းလောက်တဲ့ကဘာအကြောင်း10မျိုးကိုတင်ဆက်မှာဖြစ်ပါတယ်ကျွန်တော်နာမည်ဇော်ရဲမောင်ပါခင်ဗျာကျွန်တော်နာမည်ကတော့ခွန်အောင်စောတင်းဖြစ်ပါတယ်ခင်ဗျာနံပါတ်8ကဘာပေါ်မှာအကြီးဆုံးတောင်း ဒီကဘာဟာတောင်တွေများလွန်အားကြီးပါတယ်ဒါပေမဲ့အကြီးဆုံးတောင်ကဘာလဲသိကြလားခင်ဗျမြန်မာနိုင်ငံမှာအကြီးဆုံးတောင်ကတော့ကချင်ပြည်နယ်ကခါကာဘိုရာစီတောင်အားလုံးသိကြမှာပါနော်သူကတော်တော်မြင့်မားပါတယ်9683မီတာ3.653မိုင်ကြီးများတော့တော်တော်များရက်တည်နေပါတယ် South East Asia မှာလည်းအကြီးဆုံးတောင်လို့လည်းသတ်မှတ်ထားပါတယ်ဗျာ ဒါပေမဲ့ကပအကြီးဆုံးတောင်နဲ့ချင်ရင်တော့သူကကလေးလေးလိုပဲကပမှာအကြီးဆုံးတောင်ကမြောင်အေဗရက်စ်လို့ခေါ်ရခင်ဗျာမြောင်အေဗရက်စ်ကကာကာဘိုရာဇီရဲ့အထက်ကြီးမှာထွာလာပြီးအစများစွာပိုကြောက်စရာကောင်းလောက်တဲ့သူ့အကိုလို့ပြောလို့လည်းရပါတယ်ခင်ဗျာမြောင်အေဗရက်စ်က6648မီတာအဲ့ဒါဟာမိုင်ပေါင်း9.2916ကီလိုမီတာနဲ့ဆိုရင်7.5316ရှိရခင်ဗျာ အဲ့တော့ဘလောက်ရှိလဲဆိုရင်ရန်ကုန်မှာအကြီးဆုံးတိုက်ထက်100နဲ့မှ30ဆပိုရှိတယ်။အော်စရာပဲနော်။ဟုတ်တယ်ဗျာ။နောက်ပြီးတော့တော်တော်ကိုအေးတယ်ဆိုပဲ။အေးဆုံးချိန်မှာဆိုရင် तू က -60 အထိအောင်ကျတယ်တဲ့။ဟုတ်တယ်။ဒါပေမဲ့လူကတက်ကြတာပဲ။4000ရောက်လောက် Everest ဖို့တက်ဖူးရယ်။အပေါ်ရောက်နိုင်ခဲ့တဲ့သူတွေကြတော့40ရောက်ပဲရှိရဗျ။ဒါပေမဲ့အဲ့လောက်အန္တရာယ်ရှိတဲ့အလို့ဆိုတော့ စိတ်မကောင်းစွာလူအယောက်948ယောက်ပေဆုံးသွားတယ်ခင်ဗျာနံပါတ်1ချမ်းသာလွတ်နေကပါကျွန်တော်တို့ရရန်ကြီးမားလာတဲ့ဒီပင်လေပင်မှာရှူရင်းနစေတန်၄4600ပေါင်ချီးတယ်ဒါပေမဲ့ဖိလိုက်ကိုခုံချပြီးချက်ဖွေဖို့မစင်စားပါသေးနဲ့မဖိလို့လဲဆိုတော့ဒီချွေတွေကဒီနေရည်တွေနဲ့ရောနေရလေကျွန်တော်တို့ရခုခေတိတ်ပံပစ္စည်းတွေနဲ့ဆိုရင်လုံးဝကိုဘယ်တော့လို့ဖြစ်နိုင်သေးဘူးဗျ NOA company ကပြောကြတယ် ကျွန်တော်တို့နှိချွေတဲ့အကုန်ပဲထုတ်လို့ရနိုင်ဘောနော်ကဘာကလူတွေမှန်တယ်မြတ်တယောက်ကိုချွေကိုပေါင်လောက်ရနိုင်တယ်ကွန်မန့်ပေးကြည့်လေတကယ်ချင်းတော့ချွေကိုပေါင်ရရင်အဲ့ဒီချွေတွေကိုပဲလို့တုံးပြကြမလဲနံပါတ်3ကဘာမြေပြင်ပုံမှပင်လေဟာကဘာမြေပြင်ပုံမှတိုက်ကြည့်များတဲ့အပေါ်ကြီးမလားကျွန်တော်တို့ရဲ့စစ်တော်ဝနာဖွဲ့စည်းထဲမှာကဘာနံပါတ်5အကြီးဆုံးပါကဘာက12956ကီလိုမီတာအချင်းများရှိတယ် ကဘာဟာရေစစ်ကြလို့လည်းပြောလို့ရပါတယ်ဟုတ်တယ်ခင်ဗျာကဘာအပေါ်မှာပင်လေခက်မြများပါဘယ်လောက်များလဲဆိုလို့ရှိရင်တော့87ရာခိုင်နှုန်းကပင်လေတွေလေကဘာရဲ့ရေတွေအလုံးထဲမှာ96.5ရာခိုင်နှုန်းကပင်လေရေရေငန်တွေဖြစ်ပြီးကျန်တာကြတော့ရေရှူတွေပေါ့နော်အဲ့လောက်ရေများတာပါဖြစ်လို့ကလေးတွေတနစ်မှာ2800ရောက်ရရဆက်ဆက်ရေကြောင့်တည်ဆုံကြရတာလေကျွန်တော်နားမလဲပါဘူးခင်ဗျာ နံပါတ်၄ပလယနာချိုင်းဆုံးနေရအနေချိုင်းဆုံးနေရကမရိယနာထရန်လို့ခေါ်ပါတယ် challenger deep လို့လည်းအမည်ရထားပါတယ်ခင်ဗျာပစိဖိတ်သမုတ်တရာမှာတည်ရှိပြီးတော့ဂျပန်နဲ့ဖိလစ်ပိုင်နီးနားမှာရှိရဗျာဒုက္ခကဘာရမှာယုတ်ခုလို့လည်းပြောလို့ရပါတယ်2250ကီလိုမီတာရှည်ပြီးတော့69ကီလိုမီတာလောက်ကျေတယ်ခင်ဗျာမရိယနာထရန်ကအာအာတင်းဖွဲ့ကောင်းလောက်အောင်တထောင်တထောင် 34မီတာကြီးများတော့နဲ့ချိုင်းနေပြအဲ့ဒါဘယ်လောက်နဲ့ချိုင်းလဲဆိုရင်ခုနတော့ most average မမီတယ်နော်မရီယာနာထရန်ထက်ကိုထဲလိုက်ရင်သူထိတ်ဆုံးကအောက်ရောက်ဖို့တမိုင် ကြီးများတော့လို့သေးရယ်ဘယ်လောက်တော့အော်စရာကောင်းမလဲနော် fan fair အချက်လက်တစ်ခုပြောပြမယ်ဗျကျွန်တော်တို့ပြလဲကို600ခိုင်နှုန်းလောက်ပဲချက်ဖွေသွေးချစ်သေးရယ်ဂျန်နဲ့64ရခိုင်နှုန်းကချက်ဖွေလို့မရသေးဘူးဗျမချက်ဖွေနိုင်သေးဘူးပေါ့နော်တကယ်စဉ်းစားကြည့်ရင်ကျွန်တော်တို့ ျော်ရဲကဘာမီကျောင်းတော်ကျော်တော်နည်းနည်းပဲလေးလာရတည်ရဲ့ဗျာနံပါတ်9ကဘာဟာအမြန်ကြီးတွားနေတယ်ဒီကဘာမြေ Earth ကရက်တည်နေတယ်ဒီနေရာမှာဒါမှမဟုတ်အခြားကဘာဒီ Earth ကိုလည်းပတ်နေရဲ့လို့အဲ့လိုထင်ရင်နည်းနည်းအော်လိမ့်မယ်ဗျာဒီကဘာဟာဤနေဤရအောင်ရိုးရိုးဤတာမဟုတ်ဘူးနော်တစ်စက္ကန့်မှာမိုင်ပေါင်းတစ်ထောင်ကျော်ကျင်းလာအောင်ဤနေဟုတ်တယ်ဗျာအဲ့ဒါတော့အဲ့ဒါမကောက်ဘူး ဒီကဘာအဝေးပြေးကားလို့အမြန်ကြီးတောင်းနေပါတယ်ကျွန်တော်အဝေးပြေးကားနဲ့နိုင်ရှင်လို့တိတ်မတိကျအောင်ထင်တယ်ဘာကြောင့်လဲဆိုတော့ तू ကအနာကြီးမှာမိုင်ပေါင်းရှောက်ပေါင်း9000ကျင်းများတော့နေကိုလဲပတ်နေရလေတိတ်မမြန်ပါဘူးအဲ့ကြောင့်မလို့မတိတာတော့ဘာနော်နံပါတ်6ကဘာနဲ့နေကဘလော့ကဝေးတယ်လေနေဟာကျွန်တော်တို့ရဲ့စัจ java လာဘွဲစီရဲ့နှလုံးလို့ခေါ်လို့လဲမှာမပါဘူးအားလုံးမှန်တယ်များကျွန်တော်တို့ကဘာပါဝင်ဒီနေ့ကိုလဲပတ်နေပါတယ် နေကကဘာနဲ့ပြန်မြမိုင်ပေါင်း6ကဒီနဲ့3တန်းတော့ကော်ဝေးပါတယ်ဗျအဲ့ဒါကီလိုမီတာပေါင်း150တန်းနော်နေလေကော်ဝေးချက်မဟုတ်ဘူးဗျဝေးမဝေးနေရလင်းရောက်တော့မှကဘာကိုရောက်ဖို့9မိနစ်တောင်ခရီးရှိသွားရတည်းရဲ့ဗျအဲကြောင့်မလို့နေကတည်တည်လေးဖြစ်သွားတာပေါ့နော်တကယ်ဆိုရင်နေဟာအလွန်ကြီးကိုကြီးမားပါတယ်ဘယ်လောက်ကြီးမားလဲဆိုရင်ကျွန်တော်တို့ဒီကဘာကိုနေထဲထဲလိုက်ရင်ကဘာအလုံးပေါင်း1.3ဘီလီယံ တော့ကိုနားလေရခဲ့အောင်ကိုကြီးမာတာပါနော်နေကြောင့်အလုံးမသမီးအသက်ချင်းနေထိုင်နေရတယ်ဒါပေမဲ့နေကသူ့အသက်ကိုဖန်တီးလိုက်တယ်လို့ကဘာကအသက်မသမီးကိုပြန်တက်တည်တော့မှဖြစ်ပါတယ်ဗျဒါပေမဲ့မကြောက်ပါနဲ့နေပေါက်ကွဲဖို့နေပေါက်9ဘီလီယံလောက်လို့ပါသိရဲ့ဗျနံပါတ်9သူဘာဟာအလုံးမဟုတ်ဘူးအရင်ခေတ်မှာလူတွေကကဘာပြားချက်တယ်လို့တင်ကြတယ်အခုခေတ်မှာဆိုရင် လူတွေအားလုံးကကဘာဟာ လုံလုံလက်လက်အပြာရောင်ဂေါလီလိုမျိုးလိုအလုံးသိနေကြပြီ။မူဝီတွေထဲမှာဒါမှမဟုတ်ဓပုံတွေထဲမှာမြင်ဘူးတွေ့ဘူးနေကြပြီလေ။ဒါပေမဲ့ထင်လားဗျ။အဲ့ဒါမားနေသေးရဲ့။ကျွန်တော်တို့အားလုံးအလိန်ခံနေရတယ်ဗျ။တကယ်ဆိုရင်ကပါဟာတကယ်အလုံးမဟုတ်ပဲဒီလိုမျိုးနည်းနည်းဖိထားသလိုပဲဥလိုဖြစ်နေရဲ့။အဲ့ဒါကြောင့် spiral လို့ခေါ်တယ်။နောက်ပြီးတော့သူကအဖူတွေဟို condition ဖြစ်နေသေးရဲ့။ ဖန်အောင်စရာပဲနော်နံပါတ်6ကဘာပေါ်မှာငယ်ဆုံး note တိုက်တတ်တော့ကဘာပေါ်မှာငယ်ဆုံး note တိုက်တတ်တော့ကဘာလဲတိကြလားခင်ဗျဒီဗီဒီယိုလေးလုတ်ဖို့လေးလာကြည့်မှတိလာခဲ့တဲ့အရာပါခင်ဗျပရိသတ်တို့ခမ်းမှန်းကြည့်လေကွန်မန့်ရေးပြီးတော့မှန်းကြည့်ပါနော်โอเคရပြီနော်အဖေကလင်းတော့ပါခင်ဗျလင်းတော့မျောစားခတိဟော့စနော့စ်ဘက်လို့ခေါ်တယ်ဒါပါမဟုတ်ဘပ်လီဘီလို့လည်းခေါ်လို့ရတယ်ဗျသူ့နာမည်ရဲ့အတိတ်ဖေကတော့ကြောင်ကလေးဝက်နှာခေါင်းလင်းတော့တယ် ဘာဖြစ်လဲဆိုရင်သူရဲ့နှာခေါင်းကဝဲရဲ့နှာခေါင်းနဲ့တူတယ်လို့ပြောလို့မမှားပါဘူး။လင်းနိုးမျိုးတွေထဲမှာလည်းအငယ်ဆုံးဖြစ်တယ်။နောက်ပြီးတော့ဒီဝဲနှာခေါင်းလင်းနိုးကမြန်မာနိုင်ငံမှာပဲရှိတယ်ဗျ။ဒီတတဝါအဆက်ပြတ်တော့မလို့ဖြစ်နေပါတယ်။အများကြီးမရှိတော့ပါဘူး။အဲကြောင့်မလို့ဒီလင်းနိုးကိုသွေးကြိုက်မှတန်းနေတော့နံပါတ်9အီယာမကြီးမာတော့တိုက်ကပပေါ်မှာတိုက်ခုနှစ်ခုရှိပါတယ်ခင်ဗျာအာရှအဖရိကတောင်အမေရိကန်မြောက်အမေရိကန်ယူရိုပါအော်စတြေးလျအန်တာတိကာအားလုံးမမီကြပါတယ်နော် ဒါပေမဲ့အရင်ကဆိုရင်ခုနှစ်တိုက်မရှိပဲတိုက်တစ်ခုတည်းပါတိုက်တွေကအခြားတိုက်တွေကိုတိုက်မိပြီးအေယာမကြီးမားသောတိုက်ဖြစ်သွားပါတယ်ခင်ဗျာကဘာရဲ့၄.၅ဘီလီယံနှစ်ပိုင်းရဲ့တမိုင်းမှာဆိုရင်ထက်ခါထက်ခါပြန်ကွဲပြီးအခက်ခါပြန်ဆုဖူးတယ်ဗျအကြသေးခင်ကဖြစ်ခဲ့တဲ့နောက်ဆုံးအခေါက်အေယာမကြီးမားသောတိုက်ကပင်ဂီရာလို့ခေါ်ပါတယ်သူကတန်းနေရာကြော်ကလေးကပြန်ခွဲထွက်သွားတာဆိုတော့ ကျွန်တော်တို့တိုက်တွေပြန်စုဖို့ဆိုတာအကြာကြီးလိုပါသေးတယ်။ဘလောက်ပျော်စရာကောင်းမှလဲလို့ထင်မှားမိပါတယ်။အားလုံးရင်းရင်းနီနီလေးဆိုတော့ဒါပေမဲ့တေချာစဉ်းစားကြည့်ရင်လူမျိုးတွေကချစ်ချစ်ခင်ခင်မနေတတ်ကြပါဘူး။အချမ်းချင်းစီရှိတာတော့မှရံပွဲတွေတိုက်ပွဲတွေစစ်ပွဲတွေခဏခဏဖြစ်နေရဆိုတော့ပိုဝေးလေပိုကောင်းလေပဲထင်ပါတယ်နော်။နံပါတ်10ဂျာကဘတ်ကရှိလာကျွန်တော်တို့ကဘာဟာရေရှိတယ်ကြိုကိုလမ်းချုံတော့တောင်းငွေနေကိုကွယ်ပေးတယ် ဒါပေမဲ့အထူးတည်တဲ့ခုကတော့အသက်ပါကျွန်တော်တို့တည်တဲ့ကြုံမှန်တယ်များကြုံတယ်ထဲမှာကဘာကြုံတစ်ခုပဲတက်ချင်နေထိုင်လို့ရတယ်လို့ထင်နေကြတယ်ဒါပေမဲ့အခုဆိုရင်တိတ်ဖက်ပညာပစ္စည်းတွေအရန်ကောင်းလာပြီဖြစ်တဲ့အတွက်ကြောင့်အာဂါတအဝေးကြီးမှန်ပြောင်းနဲ့တော်တော်ကိုလေးလာလို့ရနေပြီနော်အာဂါတသိမပညာချင်းများတက်တေခံကြုံတလုံးကိုချက်ပွေတွေ့ရှိထားတယ်သူနာမည်ကကပလာ22ဘီလို့ခေါ်တယ်ကဘာနဲ့ဆိုသူကကဘာထက်နဆပို့ပြီးတော့ကြီးရဲ့ဗျ2009က တွေ့ရှိထားပေမဲ့2017ကျမှတိမပြုတ်ခဲ့အကျော်ကကျွန်တော်တို့ရောက်ဖို့အခုလိုလိုဆဲတော့လုံးဝမဖြစ်နိုင်သေးဘူးဗျအဲကြောင့်တိုးပေါ်ကျွန်တော်တို့အသက်ဆွာချင်းတန်းနိုင်လားမသိချာသေးဘူးပေါ့နော်ကျွန်တော်ထင်ဆိုရင်ကျွန်တော်တို့နဲ့တူတဲ့အခြားတို့ချစ်ကိုချစ်ရမယ်ဗျတကယ်ကျွန်တော်ဘယ်လိုထင်လဲအကေရေတငယ်ကျွန်တော်ဒီဗီဒီယိုကိုကြည့်ပြီးကပအကြောင်းလေးနဲ့ပို့တီသွားမယ်ဆိုရင်အချင်းတစ်စက္ကန့်လောက် anti light ကိုနေပေးပါခင်ဗျာကျွန်တော်တို့ဒီဗီဒီယိုလုတ်ဖို့အများကြီးစူးစမ်းထားပါတယ်ဒီဗီဒီယိုကိုသဘောကျရင်တငယ်ချင်းတွေနဲ့ share လုပ်ပေးကြပါခင်ဗျာ ျွန်တော်တို့ကိုအခြား top 10လောက်ခိုင်းတာလို့ရှင်လေကွန်မန်မှာဝင်ရေးလိုက်ပါခင်ဗျာကျွန်တော်တို့လုံနိုင်တဲ့မြောက်စူးစမ်းပေးပါမယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ